မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 1ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းချမ်းမြသာစီမြို့နယ်မှာစစ်တပ်ကတော်အပတ်စဉ်46ကျောင်းစင်းအငိမ့်စားဘုံမှုပြည်သိန်းကို ိန်း3000ကျော်တဲ့ငွေရဆေးဝါးများနဲ့အတူဖမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ30ရက်နေ့မွန်လွယ်3နိုင်ခွဲအချိန်မှာချမ်းမြသာစီမြို့နယ်မြို့တက်3ရက်ကွက်လမ်း130 59လမ်းနဲ့60လမ်းကြားမှာအငိမ့်စားဘုံမူပြည်သိမ်း DSA 46မောင်းနေပြီးတော့တပ်ထုပ်ဦးနဲ့စိုင်းဖြိုးမင်းနိုင်တို့လိုက်ပါလာတဲ့ တိုတာမက်တူးရွှေငါအမျိုးအစားမော်တော်ကားကိုရက်တန်စစ်ဆေးရှာဖွေရမှာကားပေါ်ကနေပြီးတော့စိတ်ပြောင်းစေးဝါ Happy Water အလေးချိန်950 gram ဒေတာကာလပေါက်စေးတန်မုံငွေကျပ်သိန်း1140 SSC ဆေးပြား3930ပြားဒေတာကာလပေါက်စေးတန်မုံငွေကျပ်1965သိန်းနဲ့လက်ကင်ဖုံ3လုံးတို့ကိုတွဲရှိသိမ်းဆီရမိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်ဂွင်းဆက်များအရာဗုံမှုပြည်သိမ်းငှားရမ်းထားတဲ့မြို့တည်3ရက်ကွက်တရားခွန်အေလန်း 61 62ကျောင်းမှာရှိတဲ့နေအိမ်ကိုဝင်ရောက်ရှာဖွေခဲ့ရမှာကက်တမင်းအလေးချိန်150 gram ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်360နဲ့ Happy Water အလေးချိန်220 gram ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်264သိန်းတို့ကိုခမှန်တွေ့ရှိသိမ်းဆည်းရမိခဲ့တဲ့အတွက် ဗိုလ်မှူးပြည်သိမ်းတပ်ထုပ်ဦးနဲ့ဆိုင်းဖြုံးမင်းနိုင်တို့ကိုအမတ်၁၁နယ်မြေရဲစခန်းမှာမူရစေဝါအမှုများနဲ့ဖမ်းဆီးထားတယ်လို့သိရပါတယ်။ဇူလိုင်လ23ရက်နေ့ကလည်းဘကိုးတိုင်းပရောင်းမြို့နယ်အုတ်ရှိပင်မြို့အဝင်စစ်စေးရိတ်ဂိတ်တာဝန်ခံဗိုလ်ကြီးစုံမင်းထွန်းကိုမူရစေဝါတည်ယူမှုနဲ့ဖမ်းဆီးခဲ့ပြီးတော့၎င်းထံကနေပြီးတော့ငွေကျပ်3900ကျော်စိန်နဲ့ရွှေများခြံွက်နဲ့နေအိမ်များဇိမ်ခံကားများကိုလည်းစစ်တပ်ကတင်စီသွားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်တပ်ရဲ့စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့တားဖြစ်သူဟာပြည်သူ့စစ်မှုထမ်းတင်နန်းအပတ်စဉ်73မှာပါဝင်တက်ရောက်ခဲ့ပြီးတော့တင်နန်းစစ်မွဲကိုဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ဇနီးဖြစ်သူတို့ကိုယ်တိုင်တက်ရောက်အားပေးခဲ့တယ်လို့စစ်တပ်ထောက်ခံဘောမလော်ဘီ Telegram Channel တွေမှာဖော်ပြနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာစစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့အရာရှိချုပ်ဖြစ်ပြီးတော့စစ်ကောင်စီရဲ့တွဲဘက်အတွင်းရေးမှုအဖြစ်လဲတာဝန်ယူခဲ့သူဖြစ်တယ်လို့သိရပါတယ်။မနေ့ကအစ်စ်ဖွဲ့စည်းလိုက်တဲ့နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာရေးလို့နာမည်တက်ထားတဲ့စစ်ကောင်မရှင်မှလည်းအဖွဲ့ဝင်အဖြစ် နဲ့ပါဝင်လာဆဲဖြစ်ပါတယ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးကစာရခချုပ်လည်းဖြစ်တယ်ကာလုံမှလည်းတွဲဘက်အမှုဆောင်ချုပ်ဖြစ်တယ်အသစ်ဖွဲ့တဲ့စစ်ကော်မရှင်မှလည်းအဖွဲ့ဝင်ပါတယ်ဗိုလ်ချုပ်ကြီးတွေထဲမှာတဦးတည်းသော OTS ဗိုလ်တင်နှန်းစင်းဖြစ်ပါတယ်အရေးပါတဲ့ယာတုတွေယူထားတော့သူ့သားကိုဆက်တက်တဲ့ထဲ့ပြတာပေါ့ဗျာစစ်မှုထမ်းနှစ်နှစ်ကာလစစ်ရုံးတော်ဝိုက်နဲ့ဌာနချုပ်တော်ဝိုက်မှာတာဝန်ပေးမှာပေါ့ဗျာ ရှေ့တန်းဘယ်တက်ခိုင်းလိုက်မလဲစောင့်ကြည့်လိုက်ပါလို့စီဒီယံဘုံမှုဆွဲတော်ကရှင်းပြထားပါတယ်စစ်တပ်ထောက်ခံလော်ဘီတွေကတော့ပြည်ပြေးဝရမ်းပြေးပြည်ပြက်မီဒီယာတွေကလောက်ကြံဖန်တီးရေးသားနေမှုများကိုနားယောင်ပြီးအချို့လူငယ်တွေဟာစစ်မှုထမ်းမလုပ်ရအောင်တင်းရှောင်နေကြကြောင်းဖော်ပြထားပါပြီစစ်ခွေးတက်ကအရာရှိကြီးတွေရဲ့သားတွေအရေးအတွက်ဘလောက်ရှိတယ်ဆိုတာနဲ့ဘလောက်တောင်းဝန်ထမ်းဆောင်နေတယ်ဆိုတာကိုတော့ဖော်ပြထားတာမတွေ့ရပါဘူးစစ်ကောင်စီရဲ့လက်ထက်မှာပြည်သူစစ်မှုထမ်းဥပဒေအသက်ဝင်ကြောင်းကြေညာပြီးကြတဲ့က လူငယ်တွေကိုအတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးနေမှုတွေပတ်စံတောင်းပြီးပြန်ရွေးရတာတွေဟာနေတိုင်းလိုလိုကြုံတွေ့နေရတယ်လို့ပြည်သူများကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မုံပြင်းနဲ့မုဒုံမြို့နယ်ဘလောက်ညာဝိုင်းကျေးရွာမှာဇူလိုင်လ30ရက်နေ့ကတက်ကြီးရွယ်အိုး29ဦးဟာအကျော်စေးထိုးခံရပြီးတော့အော့အန်3လစ်တာတွေဖြစ်လို့ဈေးရုံကိုအမြန်တင်လိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကျေးရွာမှာတာဝန်ကျတဲ့ဆရာမကကျမရေးစောင့်ရှောက်မှုပေးတဲ့အနေနဲ့သွေးပေါင်းချိန်တာစီးကြုံစစ်ပေးတာတွေလုပ်ပေးတဲ့အပြင်အကျော်စေးပါထိုးပေးခဲ့ရတာကနေအခုလိုဖြစ်ကုန်တာလို့သိရပါဗျ။ ုံမှန်ပါပဲအရင်ပတ်တွေတုန်းကလည်းအခုလိုဘော်ဒူးနေတိုင်းမှာစေးကမှာသွေးပေါင်ချိန်တယ်စီးချိုသွေးချိုစစ်တယ်လိုအပ်ရင်စေးထိုးပေးနေကြပါလို့ဒေသခံတအုပ်ကရှင်းပြထားပါတယ်ပုံမှန်အပတ်စဉ်တိုင်းတစ်ပတ်တစ်ခါစေဝါကုသမှုလုပ်ပေးနေတာဖြစ်ပြီးတော့အခုအပတ်မှာတော့အကျော်စေးထိုးပေးခဲ့တဲ့29ဦးစလုံးဟာသတိလက်အော့အန်နာတွေဖြစ်ကုန်တယ်လို့သိရပါတယ်အကျော်စေးမလိုဘဲနဲ့ထိုးမိလို့လားစည်းတွေပဲဒိတ်ကုန်နေလို့လားတော့မသိဘူးအခုလိုဖြစ်တာကတော့တရွာလုံးစေးုံကြီးမှာပြည့်နေတာပဲအဲ့ဒီညက လူသေးတာမျိုးတော့မရှိဘူးရှော့ဖြစ်သွားတဲ့သဘောလို့ပြောတယ်လို့နောက်ထပ်ဒေတာကန်တူကရှင်းပြထားပါဗျာအရေးပေါ်စေးုံတင်လိုက်ရတဲ့လူနာတွေဟာအသက်50နဲ့အထက်အမျိုးသားနဲ့အမျိုးသမီး29ဦးဖြစ်ပြီးတော့မုဒုံစေးုံကြီးမှာဆေးဝါးကုသမှုခံယူနေကဘာကြောင့်အခုလိုဖြစ်သွားတယ်ဆိုတာကိုတော့မသိရသေးပါဘူး အဲ့ဒီတဲက6ဦးဟာတတ်တာလို့နေချင်းစေးုံကနေပြန်ဆင်းလာခဲ့ရပေမဲ့အဲ့ဒီစေးုံဆင်းလာတဲ့ဒူတွေတဲကအသက်60ခန့်လူကြီး2ဦးကတော့ဇူလိုင်လ31ရက်နေ့ညပိုင်းမှာစေးုံကိုပြန်တင်လိုက်ရတယ်လို့သိရပါဗျ။ကြေးပါတောင်ငန်ဆီယာမကတော့တတ်ဆိုင်ရာစေးုံအုပ်ကြီးတွေကခေါ်ယူစစ်ဆေးမေးမြန်းနေတယ်လို့သိရပြီးတော့လူနာ29ဦးကတော့အသက်အန္တရာယ်မရှိဘူးလို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းတမူးမြို့မှာစစ်ကောင်စီလက်အောက်ခံနန်းစီဒီယံဝန်ထမ်းများဟာနှစ်လကျော်ကြာတဲ့အထိအခြေခံလစာများမရရှိကြသေးဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့ဇွန်လလကနေစပြီးတော့စစ်ကောင်စီကတမူးမြို့မှာရှိတဲ့သူ့ရဲ့လက်အောက်ခံဝန်ထမ်းတွေကိုလစာထုတ်ပေးနိုင်ခြင်းမရှိလာကြောင်းဝန်ထမ်းတွေအခက်အခဲတွေ့နေရတယ်လို့ဆိုပါရယ်။လစာကဒီလာလဲမပေးပြန်ဘူးနှစ်လတောင်ရှိနေပြီဗျာ။လေရင်မလာလို့ဆိုပြီးတော့အကြောင်းပြနေကြတာ။သူတို့လိုအပ်တဲ့ဆက်လက်နဲ့တွေပို့မယ်ဆိုရင်တော့ညာတွင်းချင်းလာပို့တာပဲ။ အခုလဲကလေးမျိုးမှာမိုးရွာလို့လေရင်မလာနိုင်ဘူးဆိုပြီးအကြောင်းပြပြန်နေတချို့ဝန်ထမ်းတွေဆိုရင်အလုတ်တောင်ထွက်ချင်နေကြပြီလို့နန်စီဒီယန်ဝန်ထမ်းတွေနဲ့နှိစက်တဲ့ဒူတူကပြောပြထားပါဗျ။တမူးမျိုးမှာအခုလက်ရှိဌာနဆိုင်ရာတွေထဲမှာပညာရေးဝန်ကြီးဌာန၊ကျန်းမာရေးဌာနနဲ့အထွေထွေအုပ်ချုပ်ရေးဌာနကဝန်ထမ်းအများစုဖြစ်ပြီးတော့ထွေအုပ်ဌာနနဲ့ဝန်ထမ်းနေတဲ့ဌာနတွေကိုလစာထုတ်ပေးတာမျိုးတော့ရှိတယ်လို့လည်းသိရပါဗျ။ဝန်ထမ်းများတာကပညာရေး၊ကျန်းမာရေးနဲ့ထွေအုပ်ဝန်ထမ်းတွေကအခုလက်ရှိမှာအများဆုံးပဲကျန်တဲ့ဌာနကတဌာနကို၄-၅ယောက်လောက်ပဲရှိတာပါ။လစာက လူကြီးပိုင်းကချုပ်ကင်ထားတယ်ထွေးအုပ်နဲ့အခြားဝန်ထမ်းတွေဌာနတွေကတော့ရကြတယ်ဒါပေမဲ့အပိုဆောင်ပေးထားတဲ့ထောက်ပံ့ဈေးရိတ်6000ကိုဖြတ်ထားတယ်အပြည့်ဝတော့မရသေးဘူးဗျအခြေခံလစာကတသိန်း4000ထောက်ပံ့ဈေးက6000ထောက်ပံ့ဈေးကိုဖြတ်တော့ဘာကြံတော့မှလဲလို့ဝန်ထမ်းတို့ကပြောပြထားပါတယ်အခုလိုမျိုးလူကြီးပိုင်းချုပ်ကင်ထားတယ်အထွေထွေအုပ်ချုပ်ရေးဌာနနဲ့ဝန်ထမ်းတွေဌာနတွေကိုလစာထုတ်ပေးမှုအပေါ်ဝန်ထမ်းတချို့ကမမျှတဘူးလို့ဝေဖန်နေကြပါတယ် တမူးမြို့မှာပညာရေးဝန်ထမ်းနဲ့ကျန်းမာရေးဝန်ထမ်းတချို့ဟာနေကနေမြို့ပေါ်ကဝန်ထမ်းတွေနဲ့တွဲပြီးလုက ାଇ နေတာဖြစ်ပြီးအိမ်ငန်းငှားရတာဖြစ်တဲ့အတွက်ကြောင့်အခုလိုနှစ်လကျော်ကြာတဲ့အထိလစာမရရှိကြသေးတာကြောင့်အခက်အခဲတွေ့နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်း6ဦးနဲ့မုံရွာမြို့နယ်မှာစစ်ကောင်စီတပ်ကပါရာမော်တာဆက်တပ်၄ထိနဲ့ဘုံကျဲတိုက်ခိုက်လို့ပြည်သူ၄ဦးဒဏ်ရာရပြီးတော့စိုးရင်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဩဂတ်စတ၁ရက်နေ့မနေ့၉ရက်ခွဲကန်းကနေမနေ့၁၇ရက်အတွင်းမှာမုံရွာမြို့နယ်တောင်ဘတ်ချမ်းနယ်ချောင်းမြို့နယ်နောက်ဘတ်ချမ်းနေရာတွေကိုစစ်ခွေးတပ်ကပါရာမော်တာလို့ခေါ်တဲ့စစ်တပ်၄ထီးနဲ့ဘုံကျဲတက်ခတ်ခဲ့ပါတယ်။ဘုံကျဲတက်ခတ်မှုကြောင့်ချောင်းစုံရွာကပြည်သူနှအူ၊ခြွေသားကြရွာကပြည်သူနှအူစိုးရင်ရတဲ့ဒဏ်ရာတွေရရှိသွားတယ်လို့ဒေသခံတွေကပြောပါတယ်။တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ပါရာမော်တာကလာပြီးတော့ဘုံကျဲခဲ့တာဖြစ်ကြောင်းမုံရွာနယ်ကလမ်းအခြေအနေတွေကိုကင်းထောက်ပေးနေတယ်။မုံရွာ Risk Information MRI အဖွဲ့ကတာဝန်ရှိသူကပြောဆိုထားပါတယ်။ မုံရွာဘက်ကတက်ခိုက်မှုကအိမ်ရဲ့အနောက်ဘက်ကလို့သိရပြီးတော့ထိခိုက်သူက2ယောက်အသက်66နှစ်နဲ့48နှစ်အရွယ်အမျိုးသား2ယောက်လို့သိရပါတယ်လို့အဲ့ဒီအဖွဲ့ဝင်ကပြောပါတယ်အဲ့ဒီပါရာမော်တာဟာမုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခတဲကနေတက်လာတာဖြစ်တယ်လို့ဒေသခံတွေစီကသိရပါတယ်ဇွန်လလ29ရက်နေ့ကလည်းစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်လို့6ဦးမြို့နယ်ကြီကုန်းရွာတွေကိုကျပြီးတော့ကလေးတအုပ်နဲ့အမျိုးသမီးတအုပ်တို့တေဆုံးခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ သတင်းတွေကိုတင်ဆက်ပေးနေရင်ကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လိုင်းရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာ နေစေမပြတ်အစင်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်ပုပ္ပတိရိညာစေနှစ်ထပ်ပွဲယုံဆိုင်တန်းမှာအေစင်းရင်နဲ့နေထိုင်နေတဲ့လူငယ်အလုံသမားများကိုစစ်ခွေးတပ်ကစစ်မှုထမ်းခိုင်းရန်ဝင်းရောက်ပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ30ရက်နေ့မနက်၄နာရီအချိန်မှာစစ်တပ်နဲ့ဒေသအုပ်ချုပ်ရေးအဖွဲ့များကပုပ္ပတိရိညာစေနှစ်ထပ်ပွဲယုံဆိုင်တန်းတစ်ခုလုံးကိုပိတ်ဆို့ပြီးတော့အေစင်းရင်နဲ့နေထိုင်နေတဲ့ အလုသမားလူငယ်များအားလုံးကိုစစ်မှုထမ်းရန်အတွက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါဗါတိုင်ကြားထားတဲ့အစီရင်ပါနာမည်အသက်များအရာစစ်မှုထမ်းရန်အကျုံးဝင်နေတဲ့အတွက်လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်တယ်လို့ဆိုပြီးတော့စစ်တပ်ကလူငယ်အလုသမားများကိုစစ်ကားနဲ့ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါဗါမနက်၄နာရီကနေမနက်၅နာရီခွဲအထိညာစေးနှစ်ထပ်ပွဲုံဆိုင်တန်းတစ်ခုလုံးကိုပိတ်ဆို့ပြီးတော့စစ်မှုထမ်းခေါ်တာဗျာထွေအုံယုံတစိမ့်တုံးနဲ့စင့်ခေါ်စာတွေလည်းပါတယ် တိုင်ထားတဲ့အစင်းအရာနာမည်နဲ့အသက်တွေပါရုပ်ပြအော်ခေါ်ပြီးတော့လူငယ်တွေကိုစစ်ကားပေါ်ကိုဆွဲတင်တာတချို့လူငယ်တွေကအစင်းသွားတိုင်ကမှစစ်မှုထမ်းအကျုံးဝင်နေဆိုပြီးတော့ခေါ်သွားတာဘယ်နေရာမှမလုံခြုံတော့ဘူးလို့ပုပ္ပတိရိညာစင်းနှစ်ထပ်ပွဲုံဆိုင်တန်းကဆိုင်ပိုင်ရှင်ကရှင်းပြထားပါတယ်အခုလိုမျိုးစစ်ခွေးတက်ကအတေးအကျက်စစ်မှုထမ်းအတွက်ပေါ်တာဆွဲဖမ်းဆီးတဲ့အတွက်အခြားသောလူငယ်အလုံသမားများဟာ အလုတ်မလာကြတော့ဘူးလို့ပြောပါတယ်အလုတ်သမားအများအပြားစစ်မှုထမ်းအဖြစ်နဲ့ဖမ်းခံရမှာကိုကြောက်လန့်ပြီးတော့အကုန်လုံးအလုတ်ထွက်ကုန်တယ်လို့သိရပါတယ်စစ်မှုထမ်းဥပဒေနဲ့ပေါ်တာဆွဲတာဘယ်သူမှမလုံခြုံတော့ပါဘူးညဆိုရင်9နှစ်လောက်ဆိုရင်တော့လမ်းပေါ်မှာလူမရှိတော့ဘူးပေါ်တာဆွဲခံရမှာကြောက်လို့အထူးသဖြင့်လူငယ်အမျိုးသားတွေရက်ရွာတွေမှာမနေကြတော့ဘဲနဲ့ထိုင်းဘက်ကိုတော်တော်များများသွားကုန်ကြပြီလို့နေပြည်တော်ကလူငယ်တအုပ်ရဲ့ဖခင်တအုပ်ကပြောပြထားပါတယ် စစ်ကောင်စီအခြေစိုက်တဲ့အုပ်ချုပ်ရေးမြို့တော်ဖြစ်တော်လဲနေပြည်တော်မှာတောင်မှရက်ကွက်နဲ့ဈေးတွေအတွင်းကိုစစ်ခွေးများကဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးခြင်းစစ်စေးရေးဂိတ်များမှာအကြောင်းမျိုးစုံပြပြီးတော့ဖမ်းဆီးခြင်းများကိုစစ်ခွေးတပ်ကနေတိုင်းလိုလိုလှုံ့ဆော်နေတယ်လို့ပြောပါတယ်စစ်မှုထမ်းခြေလဲလာစဉ်ပေးထားတယ်ပေါ်တာဆွဲတဲ့နေရာမှာကိုမိတ်ဆွေရဲ့သားတွေပါပါကုန်တာတော်တော်များတယ် လိုက်လို့လည်းမရဘူးငွေနဲ့ရွေးလို့လည်းမရဘူးနေပြည်တော်မဟုတ်လို့မလုပ်ဘူးမထင်နဲ့ပို့တော်အလုတ်ခံနေရတာလို့နေပြည်တော်လယ်ဝေးမြို့နယ်ကကိုရဆိုင်ပိုင်ရှင်တအူးကပြောဆိုထားပါတယ်၎င်းထံမှာအသက်20ဝန်းကျင်သား2ယောက်ရှိပြီးတော့သား2ယောက်စလုံးကိုစစ်ဗုဒ္ဓံတိန့်ဆောင်ဖို့အတွက်မလေးရှားနိုင်ငံကိုအောက်လန်းကနေတဆင့်ပို့ဆောင်ခဲ့ပြီးဖြစ်တယ်လို့၎င်းကရှင်းပြထားပါတယ်အကြမ်းဖက်စစ်ခွေးတပ်ကအခုဩဂတ်လအတွင်းမှာစစ်မှုထမ်းအပတ်စဉ်16ကိုဖွင့်လှစ်မှာဖြစ်တယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်ဆန်တဲ့စိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ